ဲ့တော့တချို့တွေကဘယ်လိုပြောကြလဲဆိုတော့ဝိုင်ကိုတောက်ပေါ့နော်ခန္ဓာကိုယ်ကကျန်းမာသွားမယ်အရန်ကိုတခါတယ်နော်သွေးလည်ပတ်မှုတွေအားကောင်းတယ်ဆိုတဲ့အရာကိုပြောပြီးတော့မှဝိုင်ဆွဲသွားတဲ့သူတချို့ရှိတယ်ဟယ်လိုကဲအဲ့တော့ဘယ်လိုပဲပြောပြောကဲဟုတ်ပြီနော်စပြေးရေတနည်းအားဖြင့်စပြေးဆိုအခုအချင်းဖောက်ပြီးတော့အရက်ဖြစ်သွားတဲ့အရာကိုပြောနေရနော်ပြီးတရေတရက်ပေါ့နော်ဒီအရာနဲ့ပတ်သက်ပြီးတော့စံစာကို ျမတို့ဖတ်ဖို့ရင်အတွက်အရေးကြီးတယ်နှုတ်ကပတ်တော်အပြင်သိလိုက်ရတဲ့အရာကစပြည့်ရင်နဲ့တရေတရက်ချုံနှောင်ခြင်းမှခွဲထွက်ခြင်းဆိုတဲ့အရာကိုတွေ့ရတယ်အဲ့တော့တချို့တချို့သောသူတွေတရေတရက်ကြိုက်တဲ့သူရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီတရေတရက်နဲ့ဆိုင်တဲ့စိုးကျိုးတချို့ကိုပြောမယ်နော်အဲ့အဲ့ဒီစပြည့်ရင်နဲ့ဆိုင်တဲ့တရေတရေနဲ့ဆိုင်တယ်နော်စပြည့်ရင်နဲ့ဆိုင်တဲ့ကောင်းပါလေလို့ထင်တဲ့အရာတချို့လည်းဒီနည်းနည်းလေးဆွေးနွေးရမကောင်းလားနော်ဘာဖြစ်လို့လဲဆိုတော့ခရိယံဖြစ်ပြီးတော့ မြဲတမ်းအရက်တောက်နေတဲ့သူတို့ချို့ရှိတယ်။ဘီယာတောက်နေတဲ့သူတို့ချို့ရှိတယ်။နော်ဒါမှမဟုတ်နော်ဝိုင်တောက်နေတဲ့သူတို့ချို့ရှိတယ်။ဒီအသင်းတော်ကတော့ပုံမလင်းလင်းပြောရမယ်ဆိုရင်စပြည့်တောက်ချင်းကိုကျမတို့လက်မခံဘူး။ဒီလိုပြောလို့ဟိုအချိုရည်စပြည့်ကိုပြောတာမဟုတ်ဘူးနော်။နေရှင်းအောင်ထက်ထက်ပြီးတော့ပြောနေရတယ်။အဲ့တော့ဖခင်ရဲ့အရှိမခေါင်းဆောင်တွေအားလုံးကဖခင်ရဲ့အရှိမငါတို့ဟာလေဝိအနွယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖခင်ရွေးကောက်ခြင်းကိုခံရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီစပြည့်ရင်နဲ့ပတ်သက်တဲ့အရာတရည်တရက်နဲ့ပတ်သက်တဲ့အရာငါတို့လုံးဝဖရာဘုန်းတော်အတွက်မဆက်ဆံဘူးဆိုရယ်ဆုံးဖြတ်ချက်ချထားတယ်။အာမင်။ဒါတော့ဒီအသင်းတော်ရဲ့ခံယူချက်တစ်ခုဖြစ်ပါတယ်။တချို့ချို့သောနေရာတွေမှာတော့နော်ဟို conference လုပ်နေတဲ့အနောက်မှာဆရာတွေအားလုံးကအတောင်တောင်ရက်ငှက်ပေးနေတာရှိတယ်။ဒါတော့ဘယ်အသင်းတော်လဲတော့ကျွန်မမသိဘူး။ပြောတဲ့နော်အသင်းသူသင်းသားတွေရှိလို့ကြားဘူးတာ။နော်အဲ့တော့သို့တော်ကျမတို့ကအရက်တောက်ပြီးတော့မှတရားဟောရမယ့်သူတွေမဟုတ်ဘူး။ အရက်တောက်လိုက်တော့မှဝိညာဉ်တော်လှုပ်ရှားသွားတာမဟုတ်ဘူး။ဒါကြောင့်မလို့အေးဖတ်တဲ့မှာဘလို့ပြောထားလဲဆိုတော့စပြည့်ရင်နဲ့ပြည့်ပြည့်ရမှာမဟုတ်ဘူးတဲ့ဝိညာဉ်တော်နဲ့ပြည့်ရမှာတဲ့။အာမင်ဟာလေလုယာ။ကဲအဲ့တော့ဒီနေရာမှာကြည့်ရအောင်တရားဟောရာကျမ်း296မှာဒီလိုပြောထားတယ်တူတူကဖတ်ပါအောင်။စပြည့်ရင်နဲ့တရေတရက်ကိုမတောက်ပဲနေတော့ကြောင့်သာရဘုရားသည်သင်တို့၏ဖျားသခင်ဖြစ်ကြောင်းကိုသိရ။ဟာဟာ ဇပြည့်ရင်နဲ့တရေတရက်ကိုမတောက်ဘဲနေတော့ကြောင်းတဲ့ဖယားကငါတို့ရဲ့ဖယားဖြစ်တယ်ဆိုတဲ့အရာကိုလူတွေသိသွားရမယ်တဲ့ကဲဒါဆိုဆက်ပြီးတော့ဖတ်ပါအောင်တောက်တန်31လေးကိုဖတ်ပါအောင်အိုးလေမွေလာဖတ်ရအောင်ဇပြည့်ရင်တောက်တော်အမှုနဲ့တရေတောက်တော်အမှုသည်ရှင်ဘရင်မိသားမင်းသားတို့နဲ့မတော်မသင်တဲ့ကဲအဲ့တော့ရှင်ဘရင်မင်းသားတွေကတဲ့ ။ဇပြည့်ရေတရေတရက်ကိုတောက်တုံးဖို့ရန်အတွက်မတင့်တော်ဘူးတဲ့။အဲ့တော့ဒီနေရာမှာကျမတို့တယောက်ချင်းစတိုင်ကိုယ့်ရဲ့ဖြစ်ချင်းကိုသိရလား။ငါတို့ဟာမင်းစည်းစိမ်ရှိတဲ့အမျိုးတဲ့။ဒါဆိုမင်းညင်မင်းသားအမျိုးတွေပေါ့။ဘသူအားဖြင့်လဲရှင်ဘုရင်ယေရှုခရစ်တော်အားဖြင့်ဒါဆိုရင်ငါတို့တယောက်ချင်းစီတိုင်းကျမတို့တယောက်ချင်းစီတိုင်းဟာမင်းကြီးမင်းသားအမျိုးဖြစ်တယ်လို့ကိုကိုကိုသဘောပေါက်ရဲ့သားနဲ့ တရေတရေဟာမင်းကြီးမင်းသားနဲ့မတင့်တော်ဘူးဆိုကျန်းစာလာတဲ့အခါမှာကျမတို့ဘာလို့တင့်လဲရှောင်းတင့်တယ်အဲ့တော့ကျမတို့ရဲ့အသက်တာထဲမှာဒီစပြည့်ရေလို့ခေါ်တဲ့တရေတရေနဲ့ဆိုင်တဲ့အရာကအားကြီးလာပြီဆိုရင်လွှမ်းမိုးသွားပြီဆိုရင်ကျင်းတည်တဲ့အရာတခုကမကြခင်တင်ဟာတစ္ဆာပြတ်တော့မယ်ဘယ်အပေါ်မှာပြတ်တစ္ဆာပြတ်တော့မှာလဲတင်လောက်ရမယ့်အလုပ်တွေကိုတင်ကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့ တစ္ဆာမရှိတော့ဘူးဟုတ်လားတည့်ရဇနီးတဲ့အပေါ်မှာအကမသိရင်တည့်ရတည့်ရမူးပြီးတော့မှတစ္ဆာပြတ်သွားနိုင်တဲ့အရာဖြစ်နိုင်တယ်တည့်ရသားသမီးတွေအပေါ်မှာတစ္ဆာပြတ်သွားနိုင်တဲ့အရာရှိနေတယ်ဒါကြောင့်မို့တည့်ရတည့်ရမူးလာပြီဆိုရင်ဘာလို့ကြလဲဆိုလူတွေကမကောင်းသောမပြောတင်သောစကားတွေကိုနှုတ်ရှာပစက်တဲ့ကအဲ့လှုပ်ဝက်ချက်တွေအားလုံးကိုပြောလိုက်မိတဲ့အရာတွေလည်းရှိပြန်တယ်ဒါကြောင့်သတိထားမယ်တည့်ရတည့်ရဟာအုတ်ချုပ်နေတဲ့မင်းကြီးမင်းသားတွေနဲ့မတင်တော့ဘူးတည့်ရတည့်ရဟာ တော့ယန်သူကိုတိုက်ခိုက်နေတဲ့စစ်တရဲနဲ့မတင့်တော်ဒါကြောင့်ဒီနေ့ဒီညမှာတော့အားလုံးကိုအတင်းအကျပ်တော့မပြောချင်ဘူးသို့တော့တချို့တွေကဒီလိုထောက်ပြပါလိမ့်မယ်ဟာတိမောသေးကိုပေါ်လူကပြောတယ်လေမင်းနေမကောင်းတဲ့အတွက်ကြောင့်မလို့စပြည့်ရေကိုတောက်ပါ तू तू ဘာအကိုက်ခဲယောဂါရှိလဲဆိုတို့တွေလည်းမသိတို့တော့အိုက်ခက်ကဒီခက်လိုပါရာစီတမောမပေါ်သေးဘူးเนาะ တော့အဲ့ဒါလေးကိုသဘောကျကျွန်တော်အကိုက်ခဲပြောင်းတောက်တောက်တောက်နောက်ဆုံးကြတော့နော်အရက်ကကိုယ်အနိုင်ယူသွားတာအရက်သမားလုံးလုံးကိုဖြည့်လို့ဟုတ်လားအဲ့တော့ဟိုပါရာဆီတမောလည်းကောင်းတယ်လေနေ့တိုင်းတောက်ပါလားဘာဖြစ်သွားမလဲဟမ်ဆွဲတာမဟုတ်ကြောက်ကကြွေသွားမယ်အသေးပြည့်စည်သွားမယ်ဒီလိုပဲနော်တချို့တချို့သောယာရီမှာဘုရားကရှောင်ကိုင်းနေဆိုတဲ့ယာကတို့ကောင်းဖို့ပဲဘုရားတို့တွေမကောင်းဖို့တပြတော့မှမပြော 他将各个干部员的培养当成收麦了嘞，也不慢慢那几家这么选，amen。乌克兰人得得得到批准呢，培养起来俄罗斯的，哪里来？